လေးစားတဲ့မိတ်ဆွေပေါင်းတို့ခင်ဗျာအွမ်မတ်ရဲ့နှလုံးသားထဲကနေပြီးတော့အွမ်မတ်ရဲ့ဟေဒါယရဲ့တောကဟာကုံဆုံးသွားတယ်။ဒါကြောင့်အွမ်မတ်ဟာဒူအာတောင်းနေတဲ့အခါမှာတော့မအွမ်မတ်ရဲ့ဟေဒါယရသွားပါစီဆိုတဲ့အာယုံမေ့နေတယ်။အကဲဒါတမန်တော်မြတ်ဆလ္လာလာဟူအလัยဝဆလမ်တောင်းခံခဲ့တဲ့ဒူအာများကိုပြန်ပြီးလေ့လာကြည့်ခဲ့မယ်ဆိုရင်တမန်တော်တောင်းခံခဲ့တဲ့ဒူအာအများစုဟာအွမ်မတ်အတွက်ရည်ညွှန်းနေတာတွေ့ရမယ်။ Tamanamiya sallallahu alayhi wa sallam Ummat atwa dua taong khan ghe baare Dekhe dan so yin Tamanamiya sallallahu alayhi wa sallam Yeh dua riha kabul phe baare Tamanamiya sallallahu alayhi wa sallam Hadat Usman katal mashe po utwa Dua te mataong bhi ghe bu Dam yu dua te bhi lo mataong bhi ghe bu Mi ro phe te hadat hasan naim katal mashe po utwa Tamanu dam အကဲရတမန်တော်မြတ်ဆလလောအလိဝဆလံဆန္ဒရှိရင်ဒါဒီတောင်းလို့ရပါလေတမန်တော်မြတ်ဆလလောအလိဝဆလံဒီကိစ္စကိုတောင်းလိုက်တာနဲ့ကဘူလ်ဖြစ်သွားမှာဒါပေမဲ့လေတမန်တော်မြတ်ဆလလောအလိဝဆလံဟာကိုယ့်ရဲ့မိသားစုထပ်ပို့ပြီးတော့အုမတ်ရဲ့အရေးကိုမိမိရဲ့သွားတွေမှာပို့ပြီးတောင်းခဲ့ပါလေဒီကနေ့တော့အုမတ်ရဲ့အချိန်လေးကတလောက်ကျသွားတာအုမတ်ဟာအုမတ်အတွက်ဒူဝါမာတော့ဝီစုဝေဘုံမပါတော့ပါ

တကယ်တော့ဒီသူဟာကိုနမတ်ဖတ်တဲ့အခါမှာကိုစီကိုစီဟာအများအတွက်သူဟာတောင်းပေးရတယ်။ဒါကူနမတ်တဲ့မှာအလုံးစုပြီးတော့ဖတ်တဲ့အခါအိုမတ်အတွက်သူဟာစုပေါင်းပြီးတော့တောင်းပေးရ။မာတိရလည်းဆိုတော့ဟီတာယက်အတွက်သူဟာတောင်းပြီဆိုရင်အများအတွက်တောင်းပေးပါ။အလတ်ထံကနေပြီးတော့ဟီတာယက်တောင်းတဲ့အခါကို့အတွက်ပဲမဟုတ်ဘဲနဲ့အိုမတ်ရဲ့အများအတွက်ဟီတာယက်ကြဖို့သူဟာထည့်ပြီးတော့တောင်းပေးရမယ်။ အင်းဒီနဆူရာတ်အလ်မုစတကီမ်ပထမဦးဆုံးလာရှိတဲ့သူဟာဖြစ်တဲ့ပထမဆုံးလာတဲ့သူဟာအများအတွက်တောင်းပေးရတယ်အင်းဒီနီဒီလိုမျိုးမဟုတ်ဘူးကျွန်တော်မျိုးကအလာဟီဒါယတ်ပေးပါဆိုပြီးဒီလိုကိုယ့်အတွက်တောင်းရတဲ့စကားလုံးမဟုတ်ဘူးသို့တာမကဟီဒါယတ်ကိုအလတ်ထံကနေတောင်းခံတဲ့အခါအများကိန်းနဲ့အများအတွက်ရည်ညွှန်းပြီးတောင်းရတယ်တော်တော်လေးကိုရဒတ်မအေးရတဲ့ကိစ္စတစ်ခုကဘာလဲဆိုတော့ကျွန်တော်တို့သူဟာတောင်းလိုက်ပြီဆိုရင် ကျွန်တော်တို့တောင်းနေတဲ့သူဟာကကိုယ့်ရဲ့အရေးကိစ္စအတွက်ပါပဲကိုယ့်ရဲ့မပြေလည်မှုတွေအတွက်ပဲတောင်းနေတာကျွေးမီပြဒနာအရေးကိစ္စကြုံတွေ့နေရတဲ့သူကလည်းကိုယ့်အကျွေးလေးတွေပြေလည်ဖို့အတွက်သူဟာတောင်းနေတယ်ယောဂဝေဒနာတွေကကိုယ့်ကျန်းမာရေးရဖို့အလတ်စီသူဟာတောင်းနေတယ်ကိုယ့်အတွက်ပါပဲအမှုအခင်းပြဒနာတစုံတရာကြုံတွေ့နေရတဲ့သူသူဟာတောင်းနေတော့လဲကိုယ့်ရဲ့အမှုကိစ္စပြေလည်ဖို့အတွက်ပါပဲကိုယ့်အတွက်ပါပဲမိတ်ဆွေခင်ဗျာအခုတွေ့ရမယ်ဥမ္မထာမိမိတို့အရေးကိစ္စပေါ်လာလို့

အများဆုံးတမန်တော်တောင်းခဲ့တာကအုမတ်အတွက်ဖြစ်ခဲ့ပါလေ။မြောက်များစွာသောနဗီဒီအားလုံးထက်တမန်မြတ်ဆလလောင်းဘလိဝဆလမ်ရဲ့ထူးမြတ်မှုတစ်ခုကဘာလဲဆိုတော့အလ္လာကနဗီဒီကိုတီးသန့်ချီးမြှင့်ပေးတဲ့ဒူအာတစ်ခုတမန်မြတ်ဆလလောင်းဘလိဆလမ်ကအာခီရတ်မှာအုမတ်အတွက်တောင်းမှုအတွက်ဖယ်ထားတယ်။ရှိသမျှသောနဗီတမန်တော်တွေဟာမိမိအတွက်တီးသန့်ချီးမြှင့်ပေးတဲ့ဒူအာကိုအလွန်တရာစိုးသွမ်းတဲ့မိမိရဲ့အမျိုးသားတွေအရေးယူဖို့အတွက်အလတ်ထံမှာတောင်းဆိုခဲ့ဘူးပါလေ။ တမန်တော်နူးအလေးဆလမ်သူဟာတောင်းလိုက်တယ်သူ့ကိုဒုက္ခပေးနေတဲ့နောက်လိုက်တွေဟာအရေးယူခြင်းခံရတယ်တမန်တော်ဆွာလီအလေးဆလမ်သူဟာတောင်းခဲ့တယ်တော်တော်ဒုက္ခပေးတဲ့နောက်လိုက်တွေပျက်စီးကုန်တယ်အဲ့ဒီလိုပဲတမန်တော်လူးတအလေးဆလမ်ရဲ့သူဟာကိုအကြောင်းပြုပြီးတော့သူ့ရဲ့နောက်လိုက်သားတွေအပေါ်မှာအလ္လာရဲ့အဆာတည်ရောက်လာခဲ့တယ်အဲ့ဒီသူဟာမျိုးပဲတမန်တော်မြတ်ဆလလာဝလိဝဆလမ်ဟာအာခိရတ်မှာအွမတ်အတွက်ထတ်တောင်းမိဖို့တိန်းထားတယ်အဇတိယအမေရှိတယ်နဗီဟာ အလတ်တတ်မှတ်ထားတဲ့အချိန်ရောက်ရင်အလတ်ထံကိုဆက်ဖတ်ခရီးတင်ရအောင်ပါပါ။ကျန်တဲ့အိုမတ်ကဆက်ပြီးတော့အလုတ်လုပ်ရမှာ။ဒါကြောင့်နဗီဟာမူဆာဖီဖြစ်တယ်။အိုမတ်ကမူကင်ဖြစ်တယ်။အကယ်၍အီမမ်လို့သူကမူဆာဖီဖြစ်မယ်။အနောက်မှာလိုက်ပြီးတော့နမတ်ဖတ်တဲ့သူကမူကင်ဖြစ်မယ်ဆိုရင်လေးရက်ရှိတဲ့နမတ်ကိုအီမမ်ကနှစ်ရက်နဲ့ဆက်လန်လှည့်မယ်။ကျန်တဲ့အလုတ်တွေကိုအနောက်ကမူကင်ကလေးရက်အပြည့်ထပြီးတော့ဆက်ဖတ်ရမယ်။ ဒါပေမဲ့သူကတောင်းခံမှုကတော့မုတ်တတီကနမတ်စပီမှသူကတောင်းလို့ရ။ဒါကြောင့်အီမမ်ဆက်ကနရကပ်ပြေလို့သူတောင်းဝန်ပြီးဆုံးသွားပြီးဆလမ်လှည့်လိုက်တာနဲ့ချက်ချင်းမဲ့နောက်လိုက်မုတ်တတီတွေကကုချန်တဲ့နမတ်နရကပ်ကိုဖတ်အောင်။အဲ့ဒီလိုပါပဲ။တမန်တော်မြတ်ဆလလာဟူအလီဝါဆလမ်ဟာဒုနီယာကနေအာခရတ်ကိုပြောင်းဖို့အတွက်အစင်းနဲ့ဖြစ်လိုက်တာနဲ့အွမတ်သာချက်ချင်းမဲ့တမန်တော်ရဲ့အလုပ်တွေအတွက်အစင်းနဲ့ဖြစ်သွားပြီ။အခုအွမတ်က قیامت اتھی نبی علیہ دیگو صلی اللہ علیہ وسلم سویا یاما پھر پارے دبی میں ایمام گا بے چھین دعا ٹاؤں مالے قیامت ما امت اٹو پیا میرو دعا ٹاؤں بے میں تمن میں صلی اللہ علیہ وسلم ہاں میمی یا شیدہ رے دعا یا اکھو یہ گو اری چھین ما پیا میرو ٹاؤں ما اری نی اٹو تمن میں صلی اللہ علیہ وسلم اری دعا کو تین تھا گئی را امت کو کے بو اٹو اٹی کا چنو پیو لورا گا تمن میں صلی اللہ علیہ وسلم ہاں امت اٹو မိမိရဲ့သူဟာအများစုကိုအမတ်ကိုသူဟာတောင်းပေးခဲ့ပါလေ။ဒါကြောင့်လူတစ်ယောက်ကမိမိရဲ့သူဟာတွေလှင်လင်းမြန်မြန်နဲ့ကပူဖြစ်ချင်လာပြီဆိုရင်အကောင်းဆုံးနိလန်ကမိမိတို့ရဲ့အရေးကိစ္စနဲ့လူအပ်ချက်တွေအလတ်ထံမှာသူဟာတောင်းတဲ့အခါဘယ်အချိန်မှာကိုယ့်ရဲ့လူအပ်ချက်တွေအလတ်ထံမှာတောင်းလိုက်ပြီလဲ။ အဲ့ဒီလူအချက်ကိုကို့အတွက်မတောင်းမိအရင်မှအမတ်တယောက်တယောက်အတွက်အဲ့ဒီလူအချက်တွေအရင်တောင်းပေးလိုက်ပြီးမှကို့အတွက်တောင်းဒါဟာသူအားဒီလေးလေးမြတ်မြတ်ကပူဖြစ်တဲ့နီလာမယ်ဘယ်အချိန်မှမိမိဟာကို့ရဲ့လူအချက်အတွက်ဘလူလူအချက်မျိုးမဆိုအလတ်ထံမှာတင်ပြပြီးတောင်းခံတော့မယ်ဆိုရင်အဲ့ဒီလူအချက်အတွက်အမတ်တီတယောက်တယောက်ကိုရှေ့မှာထားပြီးတော့အိုအလားဒီလူအချက်ကိုအလတ်သူ့ကိုအရင်ပေးလိုက်ပါဒီလူသူဟာတောင်းပါ ။အိုအလ္လာဟ်ကျွန်တော်ကျမ်းမာရေးမကောင်းဘူး။ယာအလ္လာဟ်ဘယ်သူပဲဝါကကျမ်းမာရေးမကောင်းဘူး။အလ္လာဟ်သူ့အတွက်ကျမ်းမာရေးကောင်းအောင် လုပ်ပေးလိုက်ပါ။ပြီးမှကို့အတွက်တောင်းဒါဒူအာများလင်းလင်းမြန်မြန်ကဘူဖြစ်စီတဲ့အကောင်းဆုံးနီလန်းအလွယ်ကူဆုံးသောနီလန်းဖြစ်တယ်။မုဆလမန်တဦးတယောက်ဟာမိမိရဲ့နောက်ခွဲ့မှာတခြားမုဆလမန်တဦးတယောက်အတွက်ဒူအာတောင်းပေးနေတယ်ဆိုရင် သူရဲ့သူဟာမုတ်ချကဝင်ဖြစ်တယ်အလ္လာဟ်ကသူ့ကိုတောင်းတဲ့သူကိုလှည့်လည်မြန်မြန်ပေးလိုက်တာဂနေ့ဥမ္မတ်မှာတွေ့ရလိမ့်မယ် ကိုယ်အတွက်ငူနေတာပဲတွေ့မယ်။ဥမတ်အတွက်ငူမဲ့သူမရှိတော့ဘူး။ဒီကနေ့တော့ဥမတ်ကိုအငူရှာမဲ့သူပဲတွေ့ရမယ်။ဥမတ်အတွက်ငူတဲ့သူတော်တော်နေသွားပြီ။လူတစ်ယောက်ကိုသွားပြီးတရီရသွား။ခွေးမာကြီးတကောင်လမ်းဖြတ်ကူးသွားတယ်။ကန်းတိုက်ခံရတယ်။ခွေးလေးတွေရတင်ဖြစ်နေကြံခဲ့မယ်။အဲ့ဒီခွေးလေးတွေကိုတနန်းလိုအစာခေါ်ကျွေးမဲ့ အိမ်ရှိမယ်။ ပြင်းဖြစ်သွားတဲ့ခွေးကိုတနာပြီးကြည့်မဲ့သူ၊